အားလုံးပဲမင်္ဂလာပါရှင်ကပလာချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွန်ရေးသားထားတဲ့ထသွားပြန်ကြည့်ဘာမျှမရှိဆိုတဲ့ဝိထုတော်လေးကိုတင်ဆက်ပေးတော့ပါမယ်ရှင်ထသွားပြန်ကြည့်ဘာမျှမရှိကျွန်တော်ထညက်ကြိုက်သည်ထညက်တိုင်းကြိုက်သည်တော့မဟုတ် နေရာတကာပေါများစွာတွေ့ရတော့ဖြူဖြူဖွဖွေထညက်တွေက အစင်မဟုတ်ဟုထင်သည်စားလိုက်ရင် ဖွဲနှစ်တကြားရောထားသလားပင် ထို့ကြောင့်ထညက်ကိုနေရာတိုင်းကမဝဲဈေးထဲတွင် ကျွန်တော်ထညက်ဝယ်နေကြဖောက်တဲ့အညာသူမကြီးဆိုင်ကသာဝယ်သည်ထို့အညာသူမကြီးကအညာမထုတ်ကုန်လေးတွေသူ့ဆိုင်တွင်ယူရောင်းသည် ပုံရည်ကြီးပဲမျိုးစုံညေပဲယိုနှံပြေသူ့ဆိုင်တွင်အားလုံးရသည်ကျွန်တော်ကတော့သူ့ဆိုင်တွင်ထညက်တစ်မျိုးတည်းသာဝယ်သည်အညာထညက်ကလည်းဈေးမပေါ်ပါ တပိတ်သာ1000လေးထောင်ကျပ်ဖြစ်သွားသည် သူဆိုင်တွင်ကျွန်တော်တပိတ်တာတထောင်းကလေးကဝယ်စားလာသည်ယခုကာလဈေးမတက်တာဘာများမရှိဖျောင်းနိုင်ပင်လွန်ခဲ့သော9ရက်ခန့်ကဝယ်ရာတထုတ်1200ဖြစ်သည်မနေ့ကဝယ်တော့တထုတ်1500အလိုလိုဖြစ်သွားသည်တက်လေတက်စေစားသုံးသူကပေးရသည်ကြစေဈေးကြသည်ဟူ၍ဘာများမရှိတနေ့ပြီတနေ့ဈေးကတက်ပြင်းတက်သည် အခြားတော့မသိကုံစင်းတုံးကတော့နေ့တိုင်းဦးမော်နေသည် ကျွန်တော်ထညက်90သားဝယ်နေစဉ်အဖွားဟုတ်တယောက်ကရှောက်လာပြီးပဲဝါလေးတစ်ထုပ်ကိုဈေးမိသည်30သားအထုပ်လေးတစ်ထုပ်ကို1200ဟုဈေးတယ်ကပြောသည် အဖွားအိုကိုကြည့်လိုက်ရာခါကိုင်းနေပြီသူက အထုပ်လေးကိုချပြီးပြန်လှည့်ထွက်မည်ပြုသည်ကျွန်တော်ကသူချခဲ့သည့်အထုပ်လေးကိုကောက်ပြီးသူ့လက်ကိုဆွဲကထည့်ပေးလိုက်သည်ကျွန်တော်လှူတာပါအဖွားတခြားပါရီလိုချင်သေးလဲဟုပြောလိုက်သည် သူကရည်ဝေသောမျက်လုံးများနှင့်ပြန်ကြည့်ကားတော်ပါပြီကျေးဇူးတင်ပါတယ်ယူပါတခြားလှူချင်တာရှင်ယူပါ ကျွန်တော်လှူချင်လို့ပါတော်ပါပြီသူကပဲထုံလေးကိုကင်ထွက်သွားသည် ကျွန်တော်ကထညက်90သား9000ကျပ်နှင့်ပဲတထုပ်ဘိုး1100အတွက်ဆိုင်ရှင်ကို1000နံတရွက်ထုတ်ပေးလိုက်သည်ဆိုင်ရှင်အညာသူမကြီးက ကျွန်တော်ကို2000ပြန်အမ်းသည် မဟုတ်ဘူးလေ1800ပြန်အန်းရမှာကျုပ်200ကိုလှူလိုက်ပါတယ်တော့ဟုအညာလေးဖြစ်ပြောသည်ပြီးတော့အကျွေးမရှိလို့ပါဟုသူကဆိုသည် ကျွန်တော်ကဘောင်းမီအိတ်ထဲမှ200ရန်တရွက်ကိုထုတ်ကားဒီမှာ200ယူလိုက်ပါဟုပြောပြီးသူ့ဘန်းထဲချခဲ့သည် ကျွန်တော်ဈေးထဲတွင်တက်ကြီးရွယ်အိုများနှင့်တိုးလျင်ကိုတက်နိုင်သည့်အနေထားဆိုပါကပေးလိုက်သည်သာဖြစ်သည် စားတောက်ဆိုင်တွင်စုံလင်လဲတက်ကြီးရွယ်အိုများဆိုလင်ကိုကပေးလိုက်သည်ကများသည်ကျွန်တော်ကတမျိုးကျွန်တော်ထံလာတောင်းလင်ဘယ်တော့ခါမျှပေးလိမ့်မရှိလှူသိမ့်လှူတိုက်သည်ထင်လင်ကျွန်တော်လှူမည်ထညက်အကြောင်းဆက်အောင်မည်ကျွန်တော်ကထမင်းစားပြီးတိုင်းထညက်နှလုံးလောက်စားလိုက်ရမှတင်းတိမ်သလိုဖြစ်သည် အချို့သည်ပြောပြောထညက်လေးစားလိုက်လင်အစာကြေးရင်ချောင်းတရောင်ဖြစ်သလိုပင် တလောကထညာဝင်နေကြဖောက်တဲ့ထံတွင်မရောက်သေးသဖြင့်အခြားတနေရာကနည်းနည်းဝေလာသည်ထညာတွင်မှုတ်တက်ကုန်သည်ကျွန်တော်မှနေလှမ်းပြီးအကုန်လုံးကိုဘလန်ဒါဖြင့်အမှုတ်ကျိတ်လိုက်ရသည်ထညာမှုတ်ကို မြင်းခွာရည်အရေးထဲနည်းနည်းထဲတောက်လဲကောင်းသည်ထညာဝယ်ပြီးနောက်ကျွန်တော်လက်ဖက်ဆိုင်ဝင်သည်ထမင်းကြော်စားရန်ဖြစ်သည် ကျွန်တော်လမ်းလျှောက်ပြန်ချိန်ဆိုင်တွင်လူကြနေသည် ထိုင်စရာနေရာမရှိသဖြင့်သူများဝိုင်းတွင်ဝင်ထိုင်ရသည် ဝယ်လာသည့်ထညာထုတ်ကိုစပွဲပေါ်ကျက်နေသဖြင့်ဘေးကထိုင်ကုန်ပေါ်တင်ကားထမင်းကြော်မှသည်ထမင်းကြော်လာသည့်အခါတွင်စားသည် ကို့တဝိုင်းထဲတွင်ထိုင်နေသောသူတွေဤစကားတွင်ကျွန်တော်မျောနေသည်တညလုံးအိတ်မရဘူးကွာဘာဖြစ်လို့လဲကွာအိမ်နားကဖုန်ကြီးကြောင်းကွာတမောလုံးလည်းပထန်းကျွန်းခုလန်24နာရီပထန်းဆိုပြီးအာအာရှစ်ပွဲတွေကြီးလုံနေတော့အဲ့လိုကိုမရတော့ဘူး အိမ်မရရင်လည်းမင်းအမေအိမ်သွားအိပ်ဖို့ကွာတော်ပါကွာအဖေကမနေ့ဆို၃နာရီလောက်ကလေးကထပြီးတော့စောင်းပေါင်းနဲ့ဖျားရှိခိုးတာဒါဆိုဒီနေ့အလုံးမလိုက်ဘူးပေါ့အလုံးမလိုက်လို့ဘယ်သူကထမင်းလာကျွေးမှာလဲလိုက်မှာပေါ့ပြည်သူတွေဤတော့ကပေါင်းစုံကိုဤနေရာတွေတနေ့တမျိုးမယိုးနိုင်အောင်ကြားနိုင်ပါသည်ကျွန်တော်လဲအပူကူးသဖြင့်မြ мян စားပြီးပတ်စံရှင်ကလက်ဖက်ရည်ဆိုင်မှာထွက်လာသည် ကျွန်တော်စိတ်ထဲတွင်ထွက်တာလာရသည်တခခုလိုနေသလိုပင်အိမ်ပြန်ရောက်ခါနေလမ်းထဲကိုချိုးမြေလုံးမှာဟာသွားပြီငါထညက်ထုတ်ကြံခဲ့ပြီကျွန်တော်ယခုတလောအလွန်မေးသည်အိမ်ကထွက်လေမျက်မှန်မေးသည်ကွန်ပျူတာကြည့်မျက်မှန်နဲ့အပြင်ကိုထွက်လာပြီးမှအိမ်ကိုပြန်လဲရသည်ကွန်ပျူတာကြည့်မျက်မှန်ကအဝေးမုံတော့ကြံသည်ထီးကြံသည်ခေါင်းထဲတွင်စာကလွဲပြီးအကုန်မေးသည် ကျွန်တော်လက်ဖေးဆိုင်ကို ပြန်သွားသည်ကျွန်တော်ထိုင်ခဲ့သောဝိုင်းတွင် လူရှင်နေပြီ ကျွန်တော်ထညက်ထုတ်ကိုရှာသည် မတွေ့ဆိုင်ရှင်ကောင်းလေးများတိန်ထားသေးသလားမေးကြည့်သည်မတွေ့ဘူးဦးလေကျွန်တော်ဈေးကိုတစ်ခါပြန်လာရပြန်သည်အညာသူမကြီးထံရောက်တော့ထညက်ပေးပါဦးကုန်ပြီတော့မနက်ကယူသွားတာအကုန်ပဲတပတ်တော့ဆောင်ဘာတတ်နိုင်မည်နည်း ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးစရာကြီးတင်ညွှန်ရေးသားထားတယ်။ထသွားပြန်ကြည့်ဘာမှမရှိဆိုတဲ့ဝတ်ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့စာရေးစရာကြီးတင်ညွှန်ရေးသားထားတယ်။ဇလုံနဲ့ရန်ကုန်ဆိုတဲ့ဝတ်ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။ဇလုံနဲ့ရန်ကုန်ကျွန်တော်ဒီငပိရဲ့အလွန်ကြိုက်ခဲ့သူဖြစ်ပါသည်။ ျွန်တော်မိဘတွေကလည်းငပိအလွန်ကြိုက်သည်အဖေတို့အမေတို့နဲ့အတူနေစင်ကဆိုလင်အမေသည်တနက်ပင်ဖမ်းမှာငပိကောင်းကောင်းတွေမှာကအိမ်တွင်အိုးကြီးတွေနဲ့လှောင်ထားတသည်ထိုအိုးကြီးတွေကတက်လာသောငံပြရေတွေကိုသာခတ်တုံးသည်လူပြောပေါက်အရွယ်ငပိစာလွန်ဖြင့်ဝတ်ချက်အလွန်ထွက်သည်ငပိရေမပါလဲထမင်းစားမဖြစ်အောင်မိဘတွေကတင်ခဲသည်မနက်ခင်းဆိုလင်အမေကလမ်းထိပ်မှာဘူးသီးကြော်တွေဝယ်လာသည် သားသမီးတွေအားလုံးအဲရကနိုးလာလျင်ငပိရိခွက်ကြီးကို အလဲရင်ချပြီးအကြော်တယောက်တစ်ခုနှင့်ထမင်းစားကြသည် ထိုခေတ်ကအကြော်တစ်ခုကလည်းထမင်းဝါသည်ဘူးဒီကြော်တစ်ခုတွင်ဘူးဒီမြောင်း၃ခုလောက်ပါသည်ယခုခေတ်ကတော့တစ်ခုတစ်မြောင်းတစ်ချောင်းကို300ကျပ်လောက်ပေးကစားနေကြရသည်တစ်ချောင်းကလည်းလက်နှလုံးစာလောက်သာရှိသည်အရွယ်ရလာတော့အငံတွေလျှော်ရသည် တကြားတွေလျှော်ရသည်ငပိရီကိုပါဖြတ်လိုက်သည် တခါတရံတွင်တော့ဆိုင်မှာကြုံလင်းတိုးစရာနှင်းနေနေစားသည်ကျွန်တော်မှာယခုအခါပို့ထမင်းပို့ဟင်စားနေရသဖြင့်ခရီးကထအနည်းဆုံးကိုသာပို့ခံရသည် ဟင်းတစ်ခွက်ထမင်းတစ်ပကံလောက်ဆိုလင်းရပြီကိုလောက်တောင်မစားနိုင်သူတွေဤခစ်တွေများစွာရှိနေသဖြင့်ကိုကထုံများလောက်စားနေရခြင်းမှာကံကောင်းသောကြောင့်ဟူယူဆပါသည်ထိုနေ့ကကျွန်တော်ရေဝဲတွင်အတုပတစ်ခုလိုက်ပို့သည် ကျွန်တော်ထမင်းစားချိန်မှာနှစ်နှစ်နာရီဖြစ်သည်အာတုပကတနာရီတွင်ဖြစ်သည် မနက်ကလည်းတိုရှယ်လေးတစ်ခုသာစားထားသည်နှစ်နာရီထိုးကနေသောစာလာသဖြင့်လိုက်ပို့သောသားဖြစ်သူကို အပြန်လန်းတွင်တစ်ခုခုဝင်စားရန်ပြောရသည်စလုံးထမင်းစားမလားဘာလဲစလုံးထမင်းဆိုတာအရန်ကောင်းတာဒီနားမှာဆိုင်ရှိတယ်စားလာပေါ့ အိမ်မာတော်ကြီးမများတာဆိုင်ထမင်းဟင်ညင်းစရာအကြောင်းမရှိလဖဲရဆိုင်ကြီးတဆိုင်ကိုရောက်လာသည်တားဖြစ်သူကဇလုံးထမင်းနှစ်ပွဲဟုမှားလိုက်သည် မကြမီဇလုံးနှင့်ထမင်းနှစ်ပွဲလာချသည်တကယ်တန်ဇလုံးနှင့်ဖြစ်သည်ဇလုံးထဲတွင်တုတ်ဆရာတွေကိုတန်းစီထည့်ထားသည်တခွာသည်မြင့်ကြောင်ရှားသည်ခရမ်းကျွသည်ရုံးပရိသည်ဘာအရွက်တွေမှမသိဆက်လက်ရွက်လဲပါသေးသည် ထမင်းကိုငပီးရည်နဲ့နေထားသည် ထမင်းထဲတွင်ချင်မောင်ကျော်ကလည်းပါပြီးသားဖြစ်သည်ဖြင့်ချင်ငန်ဆက်ဖြစ်သည်ကျွန်တော်လည်းစာစာနဲ့ချွေးပြက်အောင်စားလိုက်သည် ထိုငပီးအရာတာကကျွန်တော်ကိုငယ်စဉ်ဘဝအာဒရီယာစေသည်ငပီးရည်ကောင်းမှငပီးထမင်းသည်စားကောင်းပဲလိမ့်မည်ယခုတော့အဆက်အဟတဲ့စွာဖြင့်ငယ်စဉ်အိမ်ကိုသတိတရားစားတော့ခဲ့ရသည်ကျွန်တော်ကအဆက်သိမ့်မစားနိုင်ပါ ချွေးတွေပြန်လာသဖြင့်ရေတန့်တပူးမှတောက်ရသည်ကောင်းရဲ့လားကောင်းပါကွာရန်ကုန်မှာဒီလိုတောစာစားလို့ရတယ်ဆိုတာမသိခဲ့ဘူးခုရန်ကုန်မှာဇလုံးထမင်းဆိုပြီးခေစားနေတာရန်ကုန်သားတွေကွာကြံဖန်ပြီးစားကြတယ်ရန်ကုန်မှာရန်ကုန်သားစစ်စစ်တွေတိတ်မှမရှိတော့တာတောနယ်တွေအညာအရက်တွေကနေပြေးလာတဲ့လူတွေပြေးနေတာဒီတော့တောစာတောင်စာလေးတွေလုံယောင်တိုင်ရင်ရောင်းရတယ် ကျွန်တော်တို့ငွေရှင်းကြသည်ဇလုံးထမင်းတစ်စလုံး9000ကျပ်ဟု၏တောသူတောင်သားလက်ဝါးနှင့်ဆိုလျှင်လေးအုပ်လောက်နှင့်ပြက်သည်ရန်ကုန်တွင် အကုန်ရသည်ထို့သောငွေရှိဖို့တော်လိုသည်ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးတင်ညွှန်ရေးသားထားတယ်ဇလုံးနှင့်ရန်ကုန်ဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင် နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် အားလုံးမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့ထားခဲ့ရသည်ဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်ထားခဲ့ရသည်ကျွန်တော်မနေ့ကသတင်းစောတစ်ခုကြားလိုက်ရသည်ကျွန်တော်မိတ်ဆွေတို့ဖြစ်သူ ကိုမြတောင် ကွယ်လွန်သွားပြီဆိုတဲ့သတင်းဖြစ်သည်လွန်ခဲ့သော9နှစ်ခန့်ကကျွန်တော်ကိုမြတောင်နှင့်အတူခရီးထွက်ဖို့သည် သူကမန္တလေးကို သူ့ကားဖြစ်သွားမည် ကျွန်တော်ကလည်းမန္တလေးကိုကိစ္စတစ်ခုနဲ့သွားဆရာရှိနေသည်။ကိုမြတောင်ကမန္တလေးတွင်နေထိုင်ခဲ့သူဖြစ်သည်။သူကရန်ကုန်တွင်အခြေချပြီးကားပစ္စည်းများရောင်းသည့်လုပ်ငန်းဖြစ်ကြီးပွားနေသူတူဖြစ်သည်။ကျွန်တော်ကမန္တလေးကိုစာပေဟောပြောပွဲကိစ္စနှင့်သွားမည်အကြောင်း Facebook ပေါ်ရေးတင်လိုက်ရာ သူကကျွန်တော်နဲ့ဆက်သွယ်ပြီးသူနှင့်လိုက်ခဲ့ရန်ခေါ်သဖြင့်သူကလည်းနေလိုက်ခဲ့သည်။ အမှန်တော့သူကမန္တလေးတယောက်ထဲသွားရန်ပြင်းသဖြင့်ကျွန်တော်နဲ့အဖော်ညှိချင်းဖြစ်သည်လန်ကီတခြားစားရေးတောက်ရေးအလုံးကို သူကတာဝန်ယူသည့်အပြင်မန္တလေးရောက်စဉ်ကလည်းသွားလိုသည့်နေရာတွေကိုလိုက်ပို့ပေးခြင်းတဲခိုနေထိုင်ရန်စီစဉ်ပေးခြင်းတို့ကြောင့်ကျေးဇူးတင်ရသည်ကျွန်တော်နဲ့သူခရီးအတူသွားစဉ်စကားတွေအများကြီးပြောကြသည် ထို့အထက်ကကျွန်တော်အမှတ်ရနေမိသည်မှာသူ၏ငွေမက်ပုံနှင့်ငွေအပေါ်ထားသည့်စိတ်ထားတွေကိုဖြစ်သည် ဒီမှာဆရာကျွန်တော်ကတော့ငွေကိုပဲယုံနေဗျဘာကောမှမယုံဘူးခမည်းကငွေဆိုတာအရာရာဖန်တီးနိုင်တယ်ဆိုတဲ့သဘောကိုပြောချင်တာလားဟုတ်တယ်ငွေရှိရင်ဘာမှမဆိုဖြစ်နိုင်တာပဲမဟုတ်လားကိုမြတောင်ငွေရှိတိုင်းမဖြစ်နိုင်တာတွေအများကြီးရှိပါတယ်ခမည်းသတိမထားမိလို့ပါငွေရှိမှတော့ဆရာရဲ့မဖြစ်နိုင်တာမရှိပါဘူးဒါဆိုရင်ခမည်းအိမ်တော်ကြီးကိုခမည်းအကောင်းဆုံးဖြစ်အောင်လုပ်နိုင်ခဲ့သလား ခမားမငွေတွေအများကြီးချမ်းသာတာပဲ။ဘာဖြစ်လို့အိမ်တော်ရေးပြိုကွဲသွားသလဲ။ခမားနဲ့မတိမ်သိမ့်မြေဘာဖြစ်လို့ကွာရှင်လိုက်ကြသလဲ။သူကနှုတ်ပိတ်သွားသည်။ကားကိုဂယူဆိုင်ပေါင်းနေတဲ့ဖြစ်စကားပြတ်သွားခြင်းလည်းဖြစ်နိုင်သည်။သူကဘာပဲဖြစ်ဖြစ်ပါဆရာရဲ့ငွေရှိရင်အရာရာကိုပြောင်းလဲနိုင်ပါတယ်။ကျွန်တော်ဘဝမှာသူမရှိလဲဘာမှမဖြစ်ပါဘူး။ခုကျွန်တော်ဘေးမှာသားသမီးတွေလည်းတရားမှမရှိပါဘူး။ ဒါပေမဲ့ငွေရှိနေတာပဲဆရာ ကျွန်တော်ကိုပြုစုပေးချင်တဲ့သူတွေမှပုံနေတာပဲမတူဘူးလေးကိုမြတောင်းငွေပေးလို့ပြုစုတယ်ဆိုတာခဏတာပဲကောင်းမှာပေါ့ခမားမအိုတော့ဘူးလားမနာတော့ဘူးလားမသေးတော့ဘူးလားဗျာကျွန်တော်ကငင်းခုံရချင်းကိုအလွန်မုံပါသည်ထို့ကြောင့်စကားကို ဖြတ်မြည်ပြုတော်လဲသူကဆက်သည်ဘာပဲဖြစ်ဖြစ်ပါဆရာရေဆရာမငွေထုတ်ကြည့်တာပိုက်တာလို့ရအကုန်ရတယ်အင်း ငွေသာမရှိကြပါလားဆရာဘေးနာကိုဘယ်သူမှလာကတ်မှာမဟုတ်ဘူးခို့လေခမားနာကို ခမားသားသမီးတွေလာကတ်လို့လားသူတို့ကနိုင်ငံသားမှာပဲဆရာရဲ့ကျွန်တော်တို့စကားပြတ်သွားကြသည်ကိုမြစ်တောင်နဲ့မတိန်သိန်းမြစ်တို့သည်ကျောင်းနေဖက်တငယ်ချင်းတွေဖြစ်ကြပြီးဘွေရသည့်အခါတွင် နှစ်ဦးတဘောတူလက်ထက်ခဲ့ခြင်းဖြစ်သည်သူတို့သားတယောက်တမီးတယောက်ရထားသည်သားနှင့်တမီးကနိုင်ငံသားတွင်သူတို့ဘဝသူတို့ရပ်တည်နေကြသည် သူတို့နှစ်ယောက်အိမ်အောင်ရေးပြိုကွဲသွားသည်ဘာကြောင့်ကွာရှင်းလိုက်ကြကြောင်းကျွန်တော်မမေးမီ Money is not everything but everything need money လို့ပဲကျွန်တော်ကတော့ခံယူရစရာ ခုဆိုကျွန်တော်မှငွေရှိတော့ဘာမှပူစရာမလိုဘူးစရာငွေကြေးကခမားလိုတာရနေပြီမဲ့စစ်မှန်တဲ့ချစ်ချင်းမြတ်တာနဲ့ရေရှည်တည်နှက်တဲ့ချစ်ချင်းမြတ်တာကိုတော့ငွေပေးတိုင်းမရခဲ့ဘူးဒါကိုတော့ခမားဝန်ခံရလိမ့်မယ် ခမားသားနဲ့သမီးကိုအကောင်းဆုံးကျောင်းတွေမှာထားပေးနိုင်ခဲ့တယ်။ဒါပေမဲ့သူတို့မေတ္တာတွေခမားရသလား။ဆရာကြီးငွေမရှိရင်သူတို့ကိုနိုင်ငံသားလွှတ်ပြေးကျောင်းထားနိုင်မလား။မှန်ပါတယ်ဗျာ။ခမားမှာငွေမရှိရင်မထားနိုင်ပါဘူး။သူတို့စီကမေတ္တာကိုခမားငွေပေးနိုင်တိုင်းရခဲ့သလားလို့ဆိုလိုတာပါ။ပညာတွေတက်ပြီးသူတို့ဘဝကိုသူတို့ရည်တည်မယ်ဆိုတော့ခမားကိုထားသွားကြတာပဲကျွန်တော်တို့ခုမေးကြည့်ချင်တယ် ဘာများလဲတိမ့်သိမ့်မျက်နဲ့ခမားဘာဖြစ်လို့လမ်းခွဲလိုက်ကြတာလဲမပြောချင်လည်းမပြောပါနဲ့သူကလုပ်ငန်းတစ်ခုလုပ်ချင်တယ်ကျွန်တော်ကငွေမထုတ်ပေးဘူးအဲ့ဒီမှာစကားတွေများပြီး အပြက်ပြက်နဲ့နှာခေါင်းတွေထွက်သွားရတော့တာပဲခုရောတိမ့်သိမ့်မျက်ကသူ့လုပ်ငန်းနဲ့သူဟန်ကြနေတာပဲမဟုတ်လားတကယ်လို့ခမားသာသူ့ကိုလုပ်ငန်းခွဲပေးလိုက်မယ်ဆိုရင်နှစ်ယောက်စလုံးတည်းဘယ်လောက်ကောင်းမလဲအဲ့ဒီမိမကလောဘကိုကြီးလွန်ပါတယ်ဆရာရဲ့ င်းလောဘနဲ့လောဘချင်းတွေ့လိုက်တော့ဒေါသတွေဖြစ်ကုန်ကြတာပဲဗျာအဲ့ဒါငွေကြောင်းပဲလေကျွန်တော်တို့စကားပြတ်သွားကြသည် ယခု9နှစ်ခန့်ကြာသည့်အခါတွင်ကိုမြင့်တောင်ကွယ်လွန်သွားကြောင်းသတင်းကျွန်တော်ကြားလိုက်ရသည် သူ့သားနဲ့သမီးနိုင်ငံခြားကပြန်မလာပါသူ့ဇနီးကလည်းသူ့အတူပါကိုမလာပါ ကိုမြတောင်ပိုင်ဆိုင်သည့်စီးစိမ်အုပ်စာလုပ်ငန်းတွေအားလုံးသူခြေပုံးခုန်နေသောမယံငယ်လေးကတိမ်ပိုက်သွားသည် သူမသိခင်ကလေးကထိုများလေးကအားလုံးအုပ်စီထားပြီးဖြစ်သည် ထိုအကြောင်းကိုစိတ်နာသဖြင့်သားသမီးနှင့်ဇနီးတို့ကသူ့ကိုအဆက်အသွယ်ဖျက်လိုက်သည်ကိုမြတောင်းတေတော့ဘာရီပါသွားသည်နီသူရှာခဲ့သည်မအရာအားလုံးသူထားခဲ့ရသည် နောက်ဆုံးသူဝုခဲ့သည့်အဝတ်အစားတွေကိုပင်ယူထားလိုက်ကြသည်သူလောဘကြီးစွာရှာဖွေခဲ့သမျှဘာတစ်ခုမျှသူမယူသွားနိုင် ယခုခေတ်ကပစတ်ထဲအကျွတ်တမတ်ကုရုခါပင်မထဲသည့်ခေဖြစ်ရာတမတ်ပင်မယူသွားနိုင်သောဘဝနှင့်ဏိကုံချုပ်ခဲရရှာသည်ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့ထားခဲ့ရသည်ဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်